အလုံးမမင်္ဂလာပါခင်ဗျာ Nightigate Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားဖို့ရှိတဲ့ပွဲကောင်း၃ပွဲကို review လုပ်မှာဖြစ်ပါတယ်ဘောလုံးမတွေကိုနေရာကျကျကစားတဲ့တန်ကြီးကိုကိုကြီးကျော်ခွန်ချစ်ကိုနဲ့တော့ဆက်သွယ်နိုင်ပါတယ်ဗျာပေါင်ကုံကကုံကုံ၃ကနေနဲ့၆တက်တက်ကိုဆက်သွယ်ပြီးတော့စီမင်းစီကန်လေးတွေမေးကိုနဲ့ကန့်ညီမှုရှိတဲ့ကစားလို့ရတဲ့ပေါင်ထဲမှာလည်းရှိတယ်ဆိုရင်တော့ကစားကြပါဗျာကျွန်တော်ကြော်ညာပေးတာဒီငွေကြေးရေးစိတ်ချယုံကြည်ရတယ်ဆိုတဲ့အချက်ကိုကြည့်ပြီးတော့ကြော်ညာပေးတာဖြစ်ပါတယ် ထိုးသားမဲ့တိုင်ကြားကဘာမလို့ရညာမလို့ရဆိုတဲ့စီမင်းစည်းကမ်းတွေတော့ကျွန်တော်မသိပါဘူးဗျာမနေ့ညကသတို့ရဲ့ပွဲဆာရာလန်တင်ဘော်ဒီနဲ့ကျွန်တော်တို့စံပြခဲ့ပါတယ်ဒီညပါလဲပွဲထွက်မှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူတွေတွားရောက်ပြီးပြန်စုံစမ်းနိုင်ပါတယ်ဗျာမန်ချက်စတာယူနိုက်တက်နဲ့ဝက်ဆမ်ကစားမဲ့ပွဲကမြန်မာစံတော်ချိန်နှစ်နာရီခွဲမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့သတိကြီးကြီးထားရမဲ့ပွဲကဒီမန်ချက်စတာယူနိုက်တက်ကစားတဲ့ပွဲပဲဗျာကြားရမှာလဲကစားရတယ်မန်ချက်စတာယူနိုက်တက်ရဲ့ပွဲလဲဖြစ်နေတယ်ဆိုတော့ ဟိုပွဲမကန်ငယ်အချိန်မှာပဲဒီပွဲကကြီးကိုကြီးပြီးတော့ကျွန်တော်တို့ခတ်မှန်းလို့ရမှာတကယ်ပွဲစပြီဆိုရင် Manchester United ရဲ့ပွဲတွေကကြီးနဲ့အကျုံးမဝင်တော့ထိုးသားတချမ်းစောင်းတဲ့ဘက်ကိုအမဲလှန်နေကြမယ်ဟိုဒီစကားမျိုးပြောရင်တော့ Manchester United fan တွေကတော့လက်ခံကြပါလက်ခံပါပေါ့ဗျာကျွန်တော်ကဘောလုံးပွဲအရှုံးနိုင်ရလက်ဆိုတာတဲ့ကြီးအရှုံးနိုင်ရလက်ကိုအဓိကတည်ပြီးတော့ပြောတာဖြစ်ပါတယ်မနေ့ကရာသီဒီနေ့တင်တွေ့တော့ပွဲစဉ်36မှာတွေ့တာဗျာ West Ham 02နဲ့ Man U ကိုနိုင်သွားတယ် ဲတုန်းကမန်ချက်စတာယူနိုက်တက်ကဘော်ဒီချေးတရနုတ်80လောက်ပေးတယ်ဂိုးပေါင်းချေးက3ပေါင်း90ဆိုပြီးပေးခဲ့တာအောက်ကိုဇုံလိုက်ဝင်သွားတဲ့ပွဲမယုံကဒီပွဲနိုင်လိုက်ရင်ရပါ24မှတ်နဲ့15နေရာလောက်ဒီမျိုးလေးဝင်ရှိတယ်ဒီပွဲမှာတရကြရရင်တော့လက်ရှိလီဗာပူးယူထားတဲ့နေရာအပေါ်ကတဲ့နေရာကိုသူယူမယ်ဒီရသည်မှာစုစုပေါင်းပရီးမီးယားလိပွဲ14ပွဲသူကစားပြီးစုပေါင်းနိုင်ပွဲ6ပွဲရှိတယ်။အဲ့ဒီနိုင်ပွဲ6ပွဲမှာအိမ်ကွက်နိုင်ပွဲက၄ပွဲအထိပါ။အိမ်ကွက်မှာစုပေါင်း6ပွဲကစားတယ်၊2ပွဲပဲချုံပြီးတော့၄ပွဲနိုင်တယ်။တရေပွဲသူ့အိမ်ကွက်မှာမရှိသေးဘူး။ ဘန်လီကိုနိုင်တယ်ချယ်ဆီကိုနိုင်တယ်ဆာလန်ကိုနိုင်တယ်ဘရက်တန်ကိုနိုင်တယ်ပြီးတော့အာဆနယ်နဲ့အေဗာတန်အသင်းကိုသူရှုံးထားတာဗျမန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းအဓိကအားသာချက်ကပထမပိုင်းအတွင်းကိုပဲအိမ်ကွင်းမှာ6ပွဲမှာစွပေါင်းသူ17ဂိုးထိရတယ်အဲ့ဒီ17ဂိုးမှာပထမပိုင်းတစ်ပိုင်းတည်းကိုသူ9ဂိုးထိသွင်းတာတနည်းအားဖြင့်မန်ယူအသင်းဒီသူ့အိမ်ကွင်းမှာကစားတဲ့အခါပထမပိုင်းမှာဂိုးမရခဲ့ရင်ဒုတိယပိုင်းဂိုးရနိုင်ဖို့ခက်တယ်ဆိုတဲ့သဘောပဲပွဲကစားချိန်ဒုတိယပိုင်းရောက်ပြီဆိုရင်တော့မန်ချက်စတာယူနိုက်တက်ကပေးဂိုးများတယ်ဗျာ အိမ်ပွဲမှာစွပ်ပေါင်းရှော့ပွဲမှာ9ဂိုးတူပေးထားပြီးတော့ဒုတိယပိုင်းတပိုင်းတည်းကို9ဂိုးအထိတူပေးထားဝက်ဆန်ကြတော့မန်ယူကွင်းမှာလာကစားရင်ဂျုံကန်ရတတ်ပေမဲ့နောက်ပိုင်းနှစ်တည်းမှာမန်ယူကိုဒုက္ခပေးနေကြတဲ့မန်ချက်စတာယူနိုက်တက်နဲ့ကစားတဲ့အခါအပြစ်အဝပျော်ရွှင်ကွင်းမပြုတ်တတ်တဲ့အသင်းတွေထဲမှာဝက်ဆန်ယူနိုက်တက်ပါလောလောဆယ်အမှတ်ပေးစရာမှာအဆင့်၁၈နေရာမှာရှိနေပြီးတော့တမ်မစင်ရဖို့ရုံးကန်နေရတယ်ပြီးတော့သူတို့ရဲ့နီးပြလူလူဆမ်တို့လည်းတော်တော်လေးယုံနေရတယ် ဟိုဒီနေရာမှာမက်ဆီမဆိုင်တခုတတိပြုတ်မိတာကကန်ဂျမာဂျူစီလာရင်ဘာမှလုပ်မရဘူးဆိုတော့လူနိုဆန်တိုကတက်တည်ပဲဗျာ။နော့တင်ဖော်ရက်စ်ကိုအိုရပါဝင်ဝင်ရတဲ့အထိသူစွမ်းဆောင်ပေးခဲ့ပြီတော့အိုရပါမှာနံပါတ်၃လုံးရဖို့ကြိုးစားတော့မယ်ဆိုတဲ့အချိန်ကြမှာသူထုတ်ခံလိုက်ရ။တကယ်ဆိုလူနိုဆန်တိုစ်ကဒီရသည်မှာတန်းစင်ဆောင်နဲ့သူဘာမှမဆိုင်နဲ့နေပြဗျာ။ဂျင်းနဲ့ချက်ထဲရောက်နေတဲ့အချိန်ခက်ခဲတွေရှိနေတဲ့အချိန်မှာဒီဂျေဆန်ကီးကိုအတူတူကြိုးစားရုန်းကန်ခဲ့ကြပြီတော့ရေတုံမျောရတော့မယ်ဆိုတဲ့အချိန်ကြမှာ ကိုမပါရောက်တော့ဘူးဆိုတာကကန်တရားမျက်နှာသာပေးမှုနဲ့လည်းဆိုင်နေပြဆန်တိုစ်ကအဲ့ဒီသင်ခန်းစာကိုကောင်းကောင်းပေးခဲ့လက်ရှိဝက်ဆန်ဒီအဝေးဝန်ဆက်ဆောင်ရေးတော့အားရစရာမရှိသေးဘူးဒါပေမဲ့ကိုသွင်းအားတော့ရှိတယ်ဘောမော့ကိုနှစ်ဂိုးသွင်းတယ်လီယူနိုက်တက်ကိုတဂိုးသွင်းတယ်အဖာတန်ကိုတဂိုးနော့တန်ဖောရက်စ်ကိုသုံးဂိုးအဝေးဝန်မှာရထားတဲ့အဲ့ဒီစွတ်စွတ်ပေါင်းခုနှစ်ဂိုးမှာမန်ချက်စတာယူနိုက်တက်ပေးဂိုးများတဲ့ဒုတိယပိုင်းတစ်ပိုင်းနဲ့ကိုသူ၅ဂိုးအထိသွင်းထားတယ်ဆိုတော့အဲ့ဒီအချက်လက်ကိုထောက်ပြီးပြောမယ်ဆိုရင်ဒီပွဲဒုတိယပိုင်းမှာဝက်ဆန်ယူနိုက်တက်ကိုရလာနိုင် ဒီနေ့တင်ကြမှာဈေးကွက်တန်ဖိုးကွာဟမှုကိုကြည့်တော့တစ်အနှုတ်90ပြန်250လောက်ကွာတာကိုတွေ့ရတယ်။ Everton တို့ Sunderland တို့ Chelsea တို့ဒီသင်းတွေနဲ့ကစားခဲ့တဲ့ပွဲတွေကိုပြန်ပြီးချိန်ဆကြည့်မယ်ဆိုရင် Manchester United ကွဲမှာကစားတဲ့အခါပြန်250လောက်အထိကွာတာကိုတွေ့ရတယ်။ဒီပွဲပြီးထားတဲ့စတဲ့ချိန်မှာ Man U က Bori Chet တစ်အနှုတ်40ပေးတယ်၊ Gomez က3အနှုတ်50ပေးတယ်။အခုညနေ4:00အချိန်မှာကြတော့ Man U ရဲ့ Bori Chet တစ်အနှုတ်30လောက်ဖြစ်လာတယ်၊ Gomez က3အနှုတ်20လောက်ဖြစ်လာတယ်။ ဒီဘွဲမှာပေးထားတဲ့ဂျေးအရာရောနှစ်သင်းလုံးရဲ့ current form အရာရော Manchester United ရဲ့အိမ်ကွင်းအားသာချက်အရာရောပြီးတော့ဒီဘွဲနိုင်လိုက်ရင်အဆင့်၅နေရာအထိကျောက်သွားနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်အရာရောဒီဘွဲသည် Manchester United body တော်တော်လေးရင်းနှီးကျန်ကြကောင်းတယ်ဘွဲကစားချိန်အတွင်းမှာနှစ်ဖက်သွင်းကိုအပြန်လှန်ရှိမယ်ဆိုတဲ့ကြေးရှိတယ်ဆိုလိုတာကတကူတကူဆိုတာမျိုးမျှော်လင့်လို့ရတယ်လို့ Man United သွားရင်လည်းနှစ်ကိုးတကူဆိုတာမျိုးကိုလည်းမျှော်လို့ကောင်းတယ် ကျွန်တော်ကတော့ဒီနေ့ညမှာ Premier League က Manchester United ရဲ့ပွဲတပွဲတည်းထီထီးကြီးရှိနေတယ်ဆိုတဲ့အဆက်ရယ်ဒီတက်နှုတ်50ဝင်ရောကနေတက်နှုတ်30 40လောက်ပေးထားတယ်ဆိုတဲ့ကြေးရယ်နှစ်ဖက်ပြန်လည်သွင်းဖို့ရှိမယ်ဆိုတဲ့အချက်တွေကိုစုပေါင်းပြီးတော့ဒီနေ့ညမှာ Watson အသင်းရဲ့ body တရောင်းတဲ့ကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျနောက်ထပ်တစ်ပွဲက Bologna နဲ့ Parma ကစားမယ့်ပွဲဒီနေ့ရက်အစောဆုံးပွဲဗျ7နာရီခွဲမှာကစားကြမှာဒီနေ့တင်းဒီပြီးခဲ့တဲ့7လပိုင်းထဲမှာတခါတွေ့ခဲ့ပြီးပြီဗျအဲတော့ကဝဲခွဲမှာ Bologna က ဝန်တရီနဲ့သူနိုင်ပြီးတော့ဘော်ရီကျေးတည်နှုတ်တရားပေးတဲ့ကိုပေါင်းကျေးကနှလုံးတရေဆိုပြီးတော့ပေးခဲ့အခုဒီအိမ်ကွင်းပွဲမှာဘောလုံးညာကဘော်ရီကျေး 1D ဝင်ရောကနဲ့တင်းနှုတ်30လောက်ပေးတယ်ကိုပေါင်းကျေးကနှစ်အနှုတ်80လောက်သူပေးလာပုံမှန်တိုင်းဆိုပြဒီလိုကတ်ပွဲတွေဒီပေးတင်ပေးထိုက်တဲ့ကျေးတက်ကို90လောက်ပိုလေးရှိပေမဲ့ဒီနေ့ညဒီပွဲကိုတော့အဝေးကွင်းတည်နှုတ်တရားပေးခဲ့တဲ့ကျေးကိုအိမ်ကွင်း 1D ဆိုပြီးတိုက်တဲ့ကြီးပြန်ပေးလာတာကနည်းနည်းလေးတော့တန်မြတ်ရှိစရာကောင်းတယ် ်လက်ရှိကာရန်ဖောင်ဒီဘောလုံးညာတော်တော်လေးကောင်းနေတယ်သူ့ကွင်းမှာကစားရမယ်ပထမတကြော့လဲပူပူနွေးနွေးကန်ခဲ့ပြီးပြီးဂိုးပြတ်အနိုင်ရလာတယ်သူ့ရင်ကွင်းမှာတလုံးသွင်းတာနဲ့မရှုံးတော့ဘူးဆိုတဲ့ကြေးမှာဘောလုံးညာဘော်ဒီဒီညလူကြိုက်များနိုင်တယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာပါမာအသင်းဘော်ဒီတကြောင်းနဲ့ကိုပဲကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကလာစီယိုနဲ့ AC မီလန်ကစားမဲ့ပွဲနောက်ကျပွဲနှစ်နာရီခွဲပွဲဗျဒီနှစ်သင်းဒီပြီးခဲ့တဲ့တစ်ပတ်ကမှပူပူနွေးနွေးကိုတွေ့တာအဲတော့က AC ကွဲမှာ AC က1-0နဲ့နိုင်ပြီးတော့ ဘော်ရီဂျေဝမ်ပေါင်း30ပေးတဲ့ဂိုးပေါင်းဂျေကနှစ်အနှုတ်90ဆိုပြီးပေးခဲ့အခုဒီကတ်ပွဲမှာကြတော့စတဲ့ဂျေမှာအေစကဘော်ရီဂျေတရနှုတ်60လောက်ပေးတယ်ဂိုးပေါင်းဂျေကအာနှစ်နှုတ်60ပေးတယ်အခုညနေ၄နာရီမှာတော့အစ်စမလန်ရဲ့ဘော်ရီဂျေတရနှုတ်90ဖြစ်လာတယ်ဂိုးပေါင်းဂျေကနှစ်အနှုတ်40ဆိုပြီးတော့ဖြစ်လာဒီဂျေကလည်းပထမကျတော့အစ်စမလန်ကွင်းမှာဖွင့်ပေးခဲ့တဲ့ဂျေကိုအဝေးကွင်းပြားတရာခွာပြီးတော့မမကန်ကန်ဖွင့်ပေးလာတဲ့ဂျေပဲဗျလက်ရှိကြတဲ့မှာလာဒီယိုရောအစ်စမလန်ရောနှစ်သင်းလုံးဒီ ဥရောပပွဲတွေကစားနေရာမရှိဘူးပြည်တွင်းပွဲတွေကိုပဲတည်ပြီးတော့ကစားနေရတဲ့အသင်းတွေဗျာအထူးသဖြင့်လာဇီယိုအသင်းဆိုတရားသီးမှာအဝေးခွင့်ရလဒ်တွေမကောင်းဘူးဗျာအိမ်ခွင့်တစ်ခုတည်းကိုပဲသူတည်ပြီးတော့ကစားနေရပြီးခဲ့တဲ့တစ်ပတ်မှာလည်း AC Milan ကိုဝေးခွင့်မှာသူချုံးခဲ့တယ်ဒီတစ်ပတ်မှာသူတို့တိုက်တိုက်ဆိုင်ဆိုင်ဖလားပွဲမှာလာတွေ့တယ်ဆိုတော့ဒီနေ့ညမှာ AC Milan ကိုကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်အောင်တော့စီစဉ်ထားမယ်လို့ကျွန်တော်ယူဆတယ်နှစ်ဖက်ပြန်လည်သွင်းဖို့ရှိမယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာကိုပေါင်းအပေါ်တစ်ကြောင်းတည်းကိုပဲရွေးချယ်ပါတယ် ။စောဒီလက်နောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။